ဒီလိန်လေးကိုရင်ခေါ်သွားမယ်လိုက်ခဲ့စုံမယ်ဒီနားလေးမှာရရင်တော့တော်လှန်နေ Hello အားလုံးမင်္ဂလာပါ Epo Pay နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ Epo က day 3ပေါ့နော်ဆိုတော့ကျွန်တော်တို့အခုရောက်နေတဲ့နေရာကဘယ်နေရာလဲဆိုလို့ရှိရင်ဒါကအာကွန်ကွန်ဘဲလင်းလို့ခေါ်တယ်။သူကဒီထဲမှာဆိုလို့ရှိရင်သူကဆိုင်နေအများကြီးရှိတယ်။ပြီးသွားလို့ရှိရင်အဲ့ထဲမှာဟိုဆူဗီနီယာလေးတွေ၊ဒီမုတ်လေးတွေအဲ့လိုမျိုးရောင်းတာပေါ့နော်။ဒါအီပို့မှာမရောက်လာလို့ရှိရင်မလာမဖြစ်လာတဲ့နေရာတွေကတခုပေါ့။ဒီလိန်းလေးကိုရင်ခေါ်သွားမယ်။လိုက်ခဲ့ပေးကြအောင်။ ဒီ link ကလေ1900တခုနဲ့တည်းရှိခဲ့တာသိလားဆိုတော့ဒါအဲ့ကြောင့်နာမည်အရင်ကြည့်တယ်ဆုံးမအဲ့ဒီကဒီနားတော့ဓာတ်ပုံရဲ့ဖို့ဆိုတာချက်ကိုပြောပြရမလဲဟောပေါ့ငိုးလာစားကြရပေါ့ကွာအဲ့လိုမျိုးငိုးစားကြရမယ်ပြီးတော့လို့ရှိရင် attraction တစ်ခုဆိုတော့ဒီဟာလေးဟွာဟွာ လေဟိုလိုမျိုးဘာလို့ပြရမလဲကွာ rain drop လိုမျိုးလေအာ transparent ကွာအဲ့မှာမှာသူကဟွာရင်းနဲ့မြေတဲ့အမှုတွေပိုင်းနဲ့ထိဆက်ဒါလည်းနာမည်ကြီးရယ်အဲ့ဒါဆန်းလိုက်ရတယ်။ကာလာဖုန်းလာတယ်။ဟုတ်ပါ။ဟာဟာဒီမင်းသား။ငယ်တော့ငါကလေးကားမှာပါတယ်မင်းသားလေ။ တော့ကျွန်တော်မနက်ကစားတော့မှဖြစ်ပါတယ်ဆိုတော့ဒီကောင်ကနံပါတ်မထွက်တဲ့ဘူးတင်းချုံလို့ခေါ်မယ်ထင်တယ်အောင်မှဟာလာဒါက crown တယ်လို့လည်းခေါ်တယ်။ဟာဟာဆန်းလို့လည်းခေါ်တယ်။သူအထဲမှာသူဆန်းခောက်ဆွဲပြားနဲ့ကြက်သားနဲ့ပစွန်ပစွန် rock နဲ့လေ။ဒီမှာကြက်သားနဲ့ပစွန် rock နဲ့ပြီးပါလို့ရှိရင်သူကဟိုကကြက်သုံးမိတ်ကလေးနဲ့ ဒီဇိုင်းအရင်နဲ့မကြည့်ရဒီကောင်လေအာ tourist spot တော့ဟုတ်တယ်ဒါပေမဲ့ we try လာနောက်တစ်ခုကကြတော့ ipo white coffee ဒီမိုးရအောင်ပါပြဒါမ try မဖြစ် try တင်တယ်ပေါ့နော်နောက်ကကြတော့ကျွန်တော်တို့ဟိုချက်ဥပူတင်ပေါ့ချက်ဥပူတင်မှာတော့ဘွား caramel နဲ့ဒါလည်းအရင်နဲ့မကြည့်ရဆိုတော့ဒီသုံးခုကတော့ဒါမစားဖြစ်စားမယ်တယ်မပါရပေါ့နော်အိုးဘောရော share ပဲ အဓိကလေအီပို့လာလို့ရှိရင်အီပို့ကမနှက်စာအရင်ပေါ်တယ်။ဟောလဲတော့တော့ကိုပီဒီယန်နေပေါ်တာပေါ့။ဆိုတော့ကိုပီဒီယန်နေမှာစားရရတာအီပို့ကတကယ်မိုက်တယ်။ဆိုတော့အဲ့ဒါအရင်နာမည်ကြည့်ရပါတော့နော်။ပြီးွားရင်ကျွန်တော်ကဘယ်သွားမှလဲဆိုလို့ရှိရင်ဒီဗစ်အာဗစ်ရစ်ကိုလိုနီတုန်းကစောက်ခဲ့တဲ့ကယ်လီကတ်စတယ်ပေါ့နော်။သူတို့ အဲ့ရဲတိုက်ကိုခေါ်သွားမှာဖြစ်ပါတယ်။သူကနည်းနည်းတော့ဝေးတယ်။အာ15 16ကီလိုမီတာလောက်သွားတယ်ဒီကနေပြီးတောင်ကုန်းပေါ်မှာဂမူပေါ်မှာဆောက်ထားပြီးအကွေးမြင့်ကြီးကအဲ့လိုမျိုးလုံးဝဟိုကူချစ်နေရ။ဒါပေမဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဓာတ်ပုံလေးတွေအရမ်းလာရောအရိုက်လို့ရှိရင်ဆိုတော့အဲ့ဒီနေရာခေါ်သွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့လိုက်စီပေးကြပါအောင်နော်။ဆက်သွားကြမယ်။ကဲရောက်ပါပြီအခုတော့ကျွန်တော်တို့ဒါအခုရောက်နေတဲ့နေရာတော့ Kelly Castle ဖြစ်ပါတယ် ဆိုတော့အာသူကဝင်ကြေးကတယောက်ကို15ကျပ်ပေးရတယ်နော်သူတို့မလေးရှားနေဆိုတော့7ကျပ်ပဲပေးရတာပေါ့ဆိုတော့ဒီနေရာလေးကတော့ဓာတ်ပုံရိုက်လို့အရန်နှားတယ်ဆိုတော့ကျွန်တော်တို့အခုသွားမှာဒီဒီကတ်ဆက်ကြီးပေါ့နော်ဒီကတ်ဆက်အထည်ကိုသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တိကက်ရင်ဝယ်လိုက်မှာနော်ကဲဆိုတော့ရောက်ပါပြီဒီနေရာလေးက photo spot ပါဒီနေ့ကောင်းတယ်အရန်လည်းမပူဘူးဒီချိန်လာတာတော်တော်လာနော်တော်တော်လာ ဒီဒီနားလေးမှာရရင်တော့တော်လှန်နေဒီနေ့ကလူနည်းနည်းရှင်းတယ် so ဒီဟာပိုင်းတဲ့လူက William Kelly လို့ခေါ်တယ်ဒါပေမဲ့သူ့ရဲ့ตาဒါမှမဟုတ်သူ့ရဲ့ဟာပေါ့ဇနီးကိုသူကလက်ဆောင်ပေးထားတဲ့ကောင်ဆာပေါ့နော် so မြေအောင်လန်တစ်ခုရှိရဲ့အဲ့မြေအောင်လန်အနေပြီးတော့ဒီကဆာရဲ့အောက်ကနေသွားလို့ရှိရင်မြေအောင်လန်ဖះအကြောင်းထိပောက်တယ်ဆိုတော့အရင်ဆုံးကျွန်တော်မတက်ခင်ကျွန်တော်နေရာလေးတစ်ခုပြမယ် A4 ပြိတ်သက်တွေလာလို့ရှိရင်အဲ့လိုမျိုး ဘက်ပုံရိုက်တဲ့နေနေရာလေးတစ်ခုပေါ့နော်ဒီမှာပါဆိုတော့ဒီမှာတရုတ်စကားဘက်နေရှိတယ်ပြီးတော့ရဲတိုင်းနောက်ခံနဲ့အရေးလေးအောက်မှာထိုင်ပြီးတော့ဟိုပါပါလဲဘက်ပုံရိုက်လို့ရတယ်ပေါ့နော်ကျောင်းဂျူးမဆိုလို့ရှိရင်ပါဂျူးဝတ္ထုလိုမျိုးစစ်တူလာစကားတကွင်းပွင့်ခဲ့တယ်ဆိုတာလေထီးယူလာဘူးမမေ့ပါနဲ့ပူတယ်ဆိုတော့ရဲလိုက်တယ်ဝင်မယ်အခုအဒါရဲလိုက်ပါနော်ရဲလိုက်တယ်ဝင်တော့မှာ တော့ပထမဦးဘုန်းကြီးတို့ပါနေနေရတင်းနေဆောကင်မရာဒီမှာထားလူကဒီမှာပါလမ်းလျှောက်လာပြီးတော့တက်ဝင်ရိုက်တယ်ဆိုလို့ရှိရင်အရန်လာတဲ့နေရာပေါ့နော်ဒီလိုလေးတက်ဝင်ရင်လို့ရှိရင်လည်းအရန်လာတယ်ဆိုတော့ဒီနေရာတွေကလည်းတက်ဝင်ရင်လို့ကောင်းတဲ့နေရာမှာပါပါတယ်ဒါအခုမြင်းကျက်နေပါရှိပါမြင်းနေပါစီးလို့ရသွားပြီပေါ့နော် စောနာကျွန်တော်ပြောဆိုပဲဒီနေရာ insurance ဖို့ပြတဲ့ကြောင့်ဓာတ်ပုံရိုက်ဖို့အရန်ကောင်းတယ်ပေါ့နော် activity ဆိုတာထက်ကိုအဲ့လိုဓာတ်ပုံရိုက်ဓာတ်ပုံလက်လာလေးရိုင်းရိုက်လို့ကောင်းတယ်တဲချောက်တယ်နေရကမ္ဘာနော် mostly colors တော့ပဲကိုနေရခလီကတော့ငုံငုံနီးရနဲ့ less form မှာတည်သွားတာပါဟုတ်ဒါပေမဲ့သူက british salmon dream မြုပ်ထားတာတဲ့ဒါပေမဲ့လေတဲ့ပြောကြရတော့သူရဲ့ဝိညာဉ်ကလားညမှာဆိုရင်ဒီ corridor တောက်လျှောက်မှာဆိုရှိနေတတ်တယ်မှန်ပါ ကယ်လေးကဒီမှာသူ family နဲ့နေရဟုတ်တယ်ကယ်လေးကသူအဓိကကသူတို့ရောက်လာတာ mining နေကြောင်းမို့လို့อืมอืมမင်းဖြူနေခဲ့တာဆိုတော့ကျွန်တော်မြန်မာလိုပြန်မင်းဖြူနေခဲ့တာဆိုတော့လုံးဝတော့ခင်းခင်းနားနားပါအဲ့လိုမျိုးလုံးဝ British ဟိုအဲ့လိုမျိုးစောက်ထားတာ အမှန်ကတော့ဒီဒီနှစ်ခုကဆက်ရက်ဆက်တယ်ပြိုကျပြီးပျက်စီးကုန်ပြီနောက်ဆုံးကြံခဲ့တာဒီဟာနဲ့ဟိုဟာပဲကြံခဲ့တာပေါ့သူကမျက်နှာသာဟိုဘက်တကယ်တမ်းဟုတ်တယ်ဒီဟာနောက်ပေါက်တကယ်မျက်နှာသာဟိုဘက်သူ့ရဲ့မန်ရှင်ရဒါသူ့ရဲ့မန်ရှင်အကျယ်ကြီးပဲဆိုတော့တော်တော်တရားဆက်တက်မယ်နော်ဒါကတော့အပေါ်ဆုံးတစ်ပတ်ဒီနားလေးကနေမိုးရိုက် ဒါမဲ့အရင်တော့တော့ဟိုဟာမဖြစ်တော့ဘူးသူတို့အရင်တော့ဆိုရင်ကျွန်တော်တို့ဆိုဘယ်လိုလုပ်လဲဆိုတော့ဟိုပေါင်လေးမှထိုင်ပြီးတော့ဓာတ်ပုံရိုက်တာလေဒါမဲ့အခုကတော့သူတို့တန်တိုင်းနေဆိုက်ပလိုက်ပြီဆိုတော့ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်ဒီသားလေးမှထိုင်ဟိုဟာလင်းနေဆိုရမ်းလာတယ်အခုဆိုလို့ရှိရင်ဟိုအမြင်ဆုံး root top ပေါ်မှာတက်မှာပေါ့နော်ထိတ်စား ကဲဒါကတော့အမြင့်ဆုံးပါပဲဒီချက်မြင့်တဲ့နေရာမရှိတော့ဘူးဒါနဲ့ကျင်းလေ view ရမ်းလာခမကြီးအေး view တော့ view တော့လား view ကတော်တော်ကိုလား down နေရောပြီးသွားလို့ရှင်မ site ခင်းနေရောစီအောင် site ခင်းနေရောရမ်းလာအော်ဒါအခုတရားနေပြီးရင်တော့ကျွန်တော်ပြန်တော့မှာပါနော်ဆိုတော့ဒါကျွန်တော်ရဲ့ဒါ e-book နှစ်ည8000ရခီးစံပေါ့နော်ဆိုတော့ A4 ပြည်သက်တွေလည်းတကယ်လို့ ePort လာလဲခြင်းနဲ့ဆိုလို့ရှိရင်ဘယ်နေရာလေးလဲရမလဲဆိုတာကိုဒီဗီဒီယိုလေးနဲ့မျှဝေလိုက်တာဟုတ်လေဆိုတော့ down block တွေမှာလည်းကျွန်တော်တို့ဒီလို key to block လေးပေါ့ဒီမလေးရှားပြည်တွင်း key မှာဘယ်လိုသွားလို့ရတယ်ပြီးဘယ်လိုအာလေးစရာနေရာရှိတယ်ဆိုတာကိုသိဆက်ပြီးမှပြောပြတယ်အဲ့တော့အားလုံးပဲ down block မှာပြန်လည်းဆုံးပြကြပါမယ်တာ